မင်္ဂလာပါဆရာနေမျိုးလိုင်းဖြစ်ပါတယ်ဒီနေ့ဆရာရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဟာဗုဒ္ဓတက္ကသိုလ်မှာဆရာရဲ့တပည့်ဆိုင်းလွန်စာစီကိုရောက်နေတဲ့အချိန်ဒီကျောင်းရဲ့စာကြည့်တိုက်ထဲကနေပြီးတော့တိုင်းပြောင်းမြန်နဲ့ပတ်သက်တဲ့ဘ ഹു တုဒ္ဒလေးတွေနည်းနည်းပြောပြခြင်းပါတယ်အခုဆရာတို့တိုင်းပြောင်းမြန်မှာဆရာချေလက်ထက်ကနေပြီးတော့ဥလုံရဲ့ဥသောမရဲ့ဥမောင်လေးရဲ့၃ဦးကိုပညာသင်ကြားပေးပြီးတော့မှအဖိုးဥမောင်လေးကနေ တနိုင်ငံလုံးကိုပြန်ပြီးတော့တိုင်းပေါင်းမြန်ပညာကိုဖြန့်ပွားပေးရင်တိုင်းပေါင်းမြန်မျိုးဆက်သစ်တွေအများကြီးပေါ်ပေါက်လာပါတယ်အဖိုးကတော့တိုင်းပေါင်းမြန်ပညာစစ်စစ်ကိုပဲတင် जा ပေးခဲ့တာဖြစ်ပါတယ်အဖိုးကိုယ်တိုင်ကလည်းရှမ်းတိုင်းနေတက်ပေမဲ့လို့သူ့တပည့်တွေကိုရှမ်းတိုင်းနေထဲ့တင်မပေးဘူးလို့သူကိုယ်တိုင် ပြောကြားခဲ့ပါတယ်ဒါကလည်းဆရာတို့ရဲ့ဆရာတွေတဆင့်ကြားနာခဲ့ရတဲ့မှတ်သားခဲ့ရတဲ့စကားတွေပါအဲ့တော့အဖိုးလက်ထက်ကနေပြီးတော့တင် जा တဲ့အချိန်မှာတိုင်းပေါင်းမြန်ကို ဘာနဲ့မှမရောမဆက်ပဲသူတက်ထားတဲ့အတိုင်းပေါင်းမြန်ပညာစစ်စစ်ကိုပဲပြန်သင်ကြားပေးခဲ့တယ်။အဲ့ဒီအပေါ်ကနေမှပထမမျိုးဆက်သစ်ဆရာတွေကနေနောက်ထပ်ဒုတိယမျိုးဆက်သစ်ဆရာတွေဖြစ်တဲ့ဆရာတို့လက်ထက်မှာနောက်ထပ်တိုင်းပေါင်းမြန်ပညာမျိုးဆက်သစ်တွေထပ်ပေါ်ပေါက်လို့လာပါတယ်။ဒီအချိန်မှာတိုင်းပေါင်းမြန်ပညာကိုအဖိုးနဲ့လည်းမျိုးဆက်တစ်ဆက်ခြာသွားတဲ့အချိန်မှာတိုင်းပေါင်းမြန်ပညာကိုအခြားကောင်းသောရာရာပညာတွေနဲ့ရောဆက်ပြီးတော့ သင်ကြားတဲ့ဆရာတွေလည်းပေါ်လာပါတယ်ဒီလိုပေါ်လာတဲ့အချိန်မှာဆရာတို့လက်ထက်လည်းရောက်လာရောတိုင်းပြောင်းမြန်အတူအစ်ပြဿနာတွေပေါ်လာပါတယ်ဒီအချိန်မှာတိုင်းပြောင်းမြန်ဆိုတာအတူအစ်ခွဲခြားဖို့ရာအတွက်ဆရာဘုသူတလေးနည်းနည်းပြောပြခြင်းပါတယ်တိုင်းပြောင်းမြန်မှာတုတယ်စစ်တယ်ဆိုတာမရှိပါဘူးဒါကအဖိုးအမောင်လေးစီကလာတဲ့ပညာရဲ့ဖြစ်သလားမဖြစ်ဘူးလားဆိုတာကိုတခြားဆရာတွေစီမှာတွားပြီးမေးနေစရာမလိုပဲနဲ့ သိနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ဒါကဒီဆရာကြီးတွေသင်ကြားပေးလိုက်တဲ့ပညာရပ်တွေကိုသင်ယူပြီးတော့မှနားလည်လာရတဲ့အနေအထားကိုနောက်လူတွေအတွက်မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းပေးတာဖြစ်ပါတယ်။အဲတော့ဒီတိုင်းပေါင်းပြန်ပညာရပ်ကိုဘယ်ဟာကတိုင်းပေါင်းပြန်ပညာဖြစ်တယ်လဲဘယ်ဟာကတိုင်းပေါင်းပြန်ပညာမဖြစ်ဘူးလဲဆိုတာဒါတွေကရောစပ်ထားတယ်လဲဆိုတာကိုသိနိုင်ဖို့အတွက်အချက်အနည်းငယ်လောက်သိထားတဲ့ဆိုရင်စစ်ဆေးလို့ရပါတယ် ဒီမှာတိုင်းပေါင်းမြန်ပညာရက်ကတဘာဝကိုလွန်ဆန်တဲ့ပညာမဟုတ်ဘူးလို့ဆရာကြီးတွေပြောခဲ့ပါတယ်တခါတိုင်းပေါင်းမြန်ပညာရက်ကဒီအကွက်ကတိုင်းပေါင်းမြန်ပညာဖြစ်သလားမဖြစ်ဘူးလားဆိုတာကိုသူဒီအကွက်ဖြစ်လာတဲ့စင်ကဲဖြစ်စဉ်တွေကနေပြီးတော့ဆုံးဖြတ်ကြည့်လို့ရပါတယ်စင်ကဲဖြစ်စဉ်ဆိုတာဘာလဲဆိုတော့ဒီတိုင်းကွက်တစ်ခုဖြစ်လာတာဟာဘယ်တိုင်းကွက်ကိုအခြေတည်ပြီးတော့ဖြစ်လာသလဲဆိုတာသိနိုင်ပါတယ် ဥပမာဆရာတော်ရဲ့တိုင်းပြောင်းမြန်မာမူရင်မန္တိုင်ပညာရာကြီးဖြစ်တဲ့ပဲခုတ်မခွဲဆိုတဲ့ပညာဟာတိုင်းပြောင်းမြန်ပညာစစ်စစ်ဖြစ်တယ်ဆိုတာလူတိုင်းသိပြီးလက်ခံပြီးဖြစ်ပါတယ်ပဲခုတ်မခွဲဆိုတာဟိုကမှဘယ်လိုပဲခုတ်မခွဲလဲဆိုရင်ဒီခြင်သေးတိုင်းထိုင်ပြီးတော့မှပဲတယ်ခုတ်တယ်မတယ်ခွဲတယ်ပဲတယ်ခုတ်တယ်မတယ်ခွဲတယ်ဒီလိုမျိုး ပညာရောက်မှပယ်တယ်ဆိုတဲ့နေရာမှာပထမစပြီးတင်ကြားတဲ့လူတွေအတွက်ပယ်တယ်ဆိုတာကဒါမျိုးမပယ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်ကဒီဘက်ကို အားသွားနေတယ်၊လက်ကဟိုဘက်ကိုအားသွားနေတယ်။အားနှစ်ခုကဆန့်ကျင်ဘက်သွားနေတဲ့အတွက်အဲ့အလုပ်ကိုမလုပ်ပါဘူး။ခုမှစပြီးတော့တင်ကြားမဲ့လူသစ်တွေမှာဆိုလို့ရှိရင်ခန္ဓာကိုယ်အားရောလက်အားရောလားရတခုတည်းကိုပဲသွားတဲ့အလုပ်ကိုလုပ်ပါတယ်။ဒါမှသာ အာဘလို့ထက်ရမှန်းမသိသေးဘူးဆိုတဲ့လူတွေအတွက်တောင်မှအာစီစဉ်မှုသဘောတရားကတဘာဝအတိုင်းဖြစ်နေတဲ့အတွက်အာမထုတ်တတ်သေးတဲ့လူတွေအာထွက်ပါတယ်ခုတ်တယ်ဆိုလည်းဒီလိုပါပဲခန္ဓာကိုယ်ရဲ့အာရောလက်ရဲ့လွှဲအာရောတဘာဝအတိုင်းသွားစေတာဖြစ်ပါတယ်ဒီတော့ဒီထဲပို့ပြီးတော့စင်ကဲဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင်အခုလက္ခဏာောင်းခတ်ကိစ္စမှာဆိုရင်လည်း အများစုဒီလိုလက်ခမောခတ်မှမှန်တယ်ဒီလက်ကိုဂျိုင်းကြားတဲ့ထိုးမှမှန်တယ်တချို့ဟိုတလောလေးကလိုင်းပေါ်မှာတွေ့လိုက်တာဒီပေါ်မှာတင်ပြီးတော့ခတ်တယ်ဒါတွေဟာအခြားအခြားသောဘယ်ပညာရမဆိုတခြားပညာရတွေမှာတော့ကြည့်မယ်ဆိုရင်တော့သူနီးနဲ့သူမှန်ကြပါလိမ့်မယ်တိုင်းပြောင်းပြန်သမားတယောက်အတွက်ဆိုရင်တော့ဘယ်နီးကမှန်တယ်လဲဆိုတာ ဟာဆရာကြီးကျွန်တော်တို့ဘယ်နည်းအမှန်တည်းလဲသွားမေးเสียမလို့ပါဘူးဒီလက်ခံပေါင်းခတ်ဆိုတဲ့အလုပ်ကိုတိုင်းကွက်တစ်ခုဖြစ်လာဖို့ဘယ်တိုင်းကွက်ကနေဆင်းသက်လာတာလဲဆိုတာနားလည်ရင်ရပါပြီအဲ့တော့ဇာတော့မှာအခုအထိုးအဖြုတ်အပုတ်ဆိုပြီးတော့တိုင်းစစ်သူကြီး၄ပါးရှိပါတယ်အဲ့ဒီစစ်သူကြီး၄ပါးတွေကနေအခုရဲ့အထိုးရဲ့အဖြုတ်ရဲ့တိုင်းပြောင်းမြောက်ဝါသနာရှင်တွေရောပြင်ပကလေးလာနေကြတဲ့ ဝါသနာရှင်အချို့ရောတိကျပြီးသားဖြစ်ပါတယ်အဲ့ဒီကမှအပုပ်ဆိုတဲ့စစ်သူကြီးမှာအပုပ်တိုင်းကွက်မှာလက်ကဒီလိုပုတ်ပါတယ်လိုပုတ်ပါတယ်ဒါအပုပ်တိုင်းကွက်ပါအဲ့တော့ပုတ်တဲ့တိုင်းကွက်မှာဒီလိုပုတ်တာဖြစ်ပါတယ်ပုတ်တဲ့တိုင်းကွက်မှာဒီလိုပုတ်တာဖြစ်ပါတယ်အဲ့တော့အပုပ်တိုင်းကွက်လေးကိုခြိမလိုက်မယ်ဆိုရင်လက်ခံမောင်းခတ်တိုင်းကွက်ဖြစ်လာပါတယ်အဲ့တော့လက်ခံမောင်းခတ်ဆိုတာအပုပ်ကနေဆင်းသက်လာတာဖြစ်ပါတယ် အပုတ်ကိုတဆင့်ထပ်မြင့်လိုက်တာ ဖြစ်ပါတယ်။ဒါကြောင့်မို့အပုတ်မှာဒီလို ပုတ်တယ်လို့ရှိသလား။အပုတ်မှာဒီလိုပုတ်တယ်လို့ရှိသလား။စဉ်းစားကြည့်ပါ။အဲ့ဒီအပုတ်ကနေဆင်းသက်လာတဲ့ဟာကအပုတ်ရဲ့ပုံတံတန်အတိုင်းပဲခြေတော်မားလိုက်တာဖြစ်ပါတယ်။ဒါကြောင့်မို့ဘယ်ကွက်မှန်နဲ့ဘယ်ကွက်မားတယ်ဆိုတာဆင်ကဲဖြစ်လာတဲ့ရှေ့တိုင်းကွက်ကို နားလည်ရင်အမှန်အမှားဆုံးဖြတ်လို့ရပါပြီ။နောက်တစ်ခုကဆရာတို့တိုင်းပြောင်းမြန်သမားတိုင်း ဆရာတွေရောတပည့်အဆင့်တွေရောတည်ထားပြီးသားပါဝင်းတွဲဆလွယ်မိုးဆိုတဲ့ဓာတ်တိုင်းဆလွယ်မိုးဝင်းဓာတ်ဟာခေါင်းပေါ်မကျော်ရဘူးခေါင်းပေါ်ကျော်ရင်ဒါကအခြားအတိုင်းတွေရဲ့ဖိဓာဆိုတဲ့ပုံစံဖြစ်ပါတယ်ဆရာတို့အတိုင်းမှာခေါင်းပေါ်ကိုဒီလိုမကျော်ပါဘူးဝင်းဓာတ်ကဒီလိုသွားပါတယ်ဝင်းဓာတ်သွားတဲ့လမ်းကြောင်းဟာခေါင်းပေါ်မကျော်ဘဲနဲ့မျက်နှာရှေ့ကနေသွားတယ်ဆိုတာတိုင်းပေါင်းမြန်ဆရာကြီးတွေရောဆရာငယ်တွေရော တပည့်တွေရောလက်ထောက်တွေရောအားလုံးတည်ထားပြီးလက်ခံလာပြီးဖြစ်ပါတယ်ဒီတော့ဝင်သားကမျက်နှာရှိမတော်ဘူးဆိုရင်ဂျိုင်းဆွဲသားတို့နောက်ဂျိုင်းဆွဲသားတို့ဟာခေါင်းပေါ်သွားရမှာလားတချို့သွားရင်ရတယ်မသွားသွားရင်မှားတယ်ဟာမသွားရဘူးဒီလိုပြဿနာတွေဖြစ်လာစေအကြောင်းမရှိတော့ပါဘူးအဲ့တော့ဂျိုင်းဆွဲသားဆိုတဲ့သဘောကဝင်းတွဲဆလွယ် ဒီသားကဒီကြိုင်းမှာရောက်သွားလို့ဆွဲထုတ်တာဖြစ်ပါတယ်ဆွဲထုတ်တာဖြစ်တဲ့အတွက်ခေါင်းနောက်ကိုဆွဲထုတ်နေမယ်ဆိုရင်ဘာလို့ဖို့အတွက်ရည်ရွယ်တာလဲဆိုတာစကားပြောစရာဖြစ်လာပါပြီသူ့ရဲ့ရည်ရွယ်ချက်ကဆွဲထုတ်ပြီးရင် နောက်ဓာချက်ကဘာဆက်လုံးပါလဲဆွဲထုတ်ပြီးရင်နောက်ဓာချက်ကဝင်ဓာလုံးမှာဖြစ်ပါတယ်အဲ့တော့ဝင်အတွက်ဆက်လွယ်ကြိုင်းဆွဲပြရနဲ့ဝင်ဓာလုံးမှာဖြစ်တဲ့အတွက် မျက်နှာရှိပဲသွားရမှာဖြစ်ပါတယ်ဝင်သားဆိုရင်မျက်နှာရှိသွားရမယ်ဆိုလူတိုင်းသိပြီးသားပါနောက်တစ်ခုနောက်လက်ဝင်တွက်ဆက်လွယ်နောက်ကြိုင်းဆွဲဟုတ်ပြီနောက်ကြိုင်းဆွဲသားကခေါင်းနောက်ကသွားဖို့လိုသလားမလိုဘူးလားနောက်ကြိုင်းဆွဲသားရဲ့နောက်ကဘာဆက်လုံးမအောင်ဆိုပိုင်းဝင်မယ်ပိုင်းမယ်တွက်ပင့်မယ်ဝင်မယ်ပိုင်းမယ်တွက်ပိုင်းမယ်ဝင်မယ်ပိုင်းမယ်ကာမယ်ထိုးမယ်အမျိုးမျိုးလုံးမှာဖြစ်တဲ့အတွက် ။နောက်ကနေဆက်လာမှာဝင်သားလာမှာဖြစ်ပါတယ်။ဝင်သားလာမှာဖြစ်တဲ့အတွက်ခေါင်းနောက်ကသွားဖို့လိုသလားမလိုဘူးလားဆိုတာ။ဘယ်ဆရာ ਉਹ မှသွားမင်းနေဆရာမလိုတော့ပါဘူး။ဒါကြောင့်မို့တိုင်းပေါင်းမြန်ပညာရက်ကိုတရားမှန်သလားတရားမှားသလားဓာတုလားဓာအစေလားဘသူမှသွားမေးစရာမလိုပါဘူးသူ့ရဲ့စင်ကဲဖြစ်စဉ်တွေတိုင်းကွက်တစ်ခုဖြစ်လာဖို့ဘယ်ကွက်ကနေအခြေခံပြီးထပ်မြင့်လာလဲ ဘဲကွက်ကနေအခြေခံပြီးထပ်ပြီးတော့တိုးတက်လာတာလဲဆိုတဲ့ပြောင်းလဲလာတာလဲဆိုတဲ့စင်ကဲဖြစ်စဉ်တွေကိုနားလည်မယ်ဆိုရင်ဒီအဖြစ်ဟာပြဿနာတက်နေရမယ့်အဖြစ်မဟုတ်တော့ပါဘူးအလိုလို ရှင်းပြီးသားဖြစ်နေတဲ့အဖြစ်ဖြစ်ပါတယ်โอเคဒီလောက်ဆိုရင်တိုင်းပေါင်းမယ်နဲ့ပတ်သက်လို့တော်တော်လေးဘ ഹു ဒုဒရမယ်နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်ဒီလိုပြောပြတာကလည်းမင်းကဘလောက်တိလို့တက်လို့တော့မင်းက ဆရာကြီးအဖိုးအမောင်လေးကိုမှီလို့လားဆိုတော့ပြန်ပြောတဲ့စကားသံတွေလည်းရှိပါတယ်ဒီလိုပြောတာဒီပညာရက်ကိုချစ်တဲ့အတွက်ပညာရကြီးကိုရေရှည်မှန်မှန်ကန်ကန်တည်တံ့ထိမ့်သိမ့်နိုင်ဖို့အတွက်ပြောပြခြင်းသာဖြစ်ပါတယ်အဲ့တော့ဘသူမှန်တယ်ဘသူမှားတယ်ဆိုတာကိုဘသူမှဆရာမပြောပါဘူးကိုယ့်ဘာကိုအဆုံးဖြတ်လို့ရပါတယ်ဒီအတွက်ဆရာက တိုင်းပြောင်းပြန်တဲ့ပတ်သက်တဲ့ဤစနစ်ကိုပဲပြောပြတာဖြစ်ပါတယ်ဥပမာလက်သီးထိုးတဲ့ဆိုရင်ဘလို့ထိုးရမလဲတတောင်တိုက်တယ်ဆိုရင်ဘလို့တိုက်ရမလဲလော်ဘော်ဆောင်ခုတ်တယ်ဆိုရင်ဘလို့ဖုတ်ရမလဲလက်ဖြန်ညိုတကြီးဒူးဒါတွေကတိုင်းပြောင်းပြန်အတွက်ပုံသဏ္ဍာန်တွေရှိပါတယ်တခြားတိုင်းတွေကပုံသဏ္ဍာန်တွေနဲ့တူတဲ့ဟာလည်းရှိကောင်းရှိမယ်မတူတာလည်းရှိကောင်းရှိမယ်မတူလို့သူများဟောလဲတွားယူစရာမလိုသလိုကိုရီးယားဟာ သူများထဲမှာသွားတူနေလို့လဲငါတို့ရဟာတွေပါလားလို့ပြောနေစရာမလိုပါဘူးဒါတွေကလူတယောက်မှဒီလက်တွေခြေတော့တွေပါတာဖြစ်တဲ့အတွက်ဒီနီးတွေဟာတယောက်နဲ့တယောက်အသုံးချတဲ့နီးတူတာရှိသလိုအသုံးချတဲ့နီးလွဲတာလည်းရှိပါလိမ့်မယ်ဒီအတွက်ဘယ်တိုင်းကဘာဖြစ်တယ်ဘယ်တိုင်းကဘာဖြစ်တယ်ပြောနေစရာမလိုပါအဓိကရည်ရွယ်ချက်ကတိုင်းပေါင်းမြန်ပညာသည်ပညာရတစ်ခုအတုတွေအစစ်တွေသူနီးစနစ်မှန်တယ်နီးစနစ်မှားတယ် ငင်းခုန်နေစရာမလိုပဲသူ့ရဲ့စင်ကဲဖြစ်စဉ်တွေကို နားလည်အောင်လေးလာတင်ယူတင်ပါတယ်လို့အကြံပြုရင်ညီကုန်းချုပ်ပါတယ်အားလုံးရှင်လန်းချမ်းမြေပါစေ